အားလုံးမင်္ဂလာပါခင်ဗျာဇွန်လ21ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးသတင်းကတော့ဒါကျွန်တော်နှစ်ရက်သုံးရက်လောက်စောင့်ကြည့်နေတဲ့သတင်းပေါ့နော်အဲ့ဒါကတော့ကျွန်တော်ထိုင်းဝန်ကြီးချုပ်ပြုတ်မလားမပြုတ်ဘူးလားဆိုတဲ့သတင်းပေါ့အဲ့တော့တော်တော်များများလည်းသိပြီကြပြီဖြစ်မှာပါအဲ့ဒါကထိုင်းဝန်ကြီးချုပ်ဒီဖီထုံတန်ရှင်နာဝတ်ကကမ္ဘောဒီးယားရဲ့နော်အရင်ကဝန်ကြီးချုပ်ဟောင်းလို့ပြောလို့ရတယ်လက်ရှိမှာလည်းအာနာရှိနေတဲ့ဝန်ကြီးချုပ်ရဲ့အဖေ တော့ခွန်ဆန်နဲ့ဖုန်းအပြန်လှန်ပြောထားတယ်အချိန်အဖြစ်10မိနစ်ဝန်းကျင်လောက်ပဲကြာတယ်ဒီလောက်ပဲကြာတဲ့ဒီအတန်ဖိုင်ကပေါက်ကြားသွားခဲ့တယ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဘက်ကတော့ဒီအတန်ဖိုင်ကိုသူ့ရဲ့ဒီနိုင်ငံရေးလုပ်ပေါ်ကိုင်ဘတ်ဒီစီပေါ့နော်သူ့နိုင်ငံထဲမှာရှိနေတဲ့သူတွေစီပေးတဲ့အဲဒီအတန်ဖိုင်ကပေါက်ကြားလာတယ်ပေါက်ကြားလာတဲ့အတန်ဖိုင်ထဲမှာသူကဒီကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကိုဦးလေးလို့ခေါ်ဝေါ်တုံးနှုံပြီးတော့ ဒါ तू ကလည်းခေါ်มาပဲဒီတိုင်းဆိုလို့ရှိရင်အဲရင်ကျေးမှုရတော့ခေါ်มาပဲဒါမှမဟုတ်လို့ရှိရင်ဟွန်ဆန်ကလက်ရှိချိန်မှာက तू ကနိုင်ငံရေးရာယာတူကမြင့်မြင့်မမာမဖြစ်နေပဲနဲ့အဲ तू ကဘာဖြစ်လဲဆိုတော့ဒီအနာရှိနေတဲ့အနေထားပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအရက်ပတ်ပုံစံမျိုးဦးလေးလို့ခေါ်ပေါ်တုံးနှုံတယ်ပြီးတော့သူ့ကိုယ်သူလည်းတူမလို့တုံးနှုံတယ်တုံးနှုံပြီးတဲ့အချိန်မှာ तू ကဒီကမ္ဘောဒီးယားဗတ်ချံကိုအဲကြိုက်တွေ့ဖြည့်ရှင်းနေတဲ့ ဒီစစ်တိုင်းမှုပေါ့နော်မြန်မာလိုပြောရင်စစ်တိုင်းမှုကိုအမှတ်နဲ့စစ်ဒေသစစ်တိုင်းမှုလို့ထင်ပါတယ်အဲ့စစ်တိုင်းမှုကိုလေသူကယာတူကနေပြုတ်အောင်လုပ်ပေးမယ်လို့ကတော့ဒီလိုပုံစံမျိုးပြောလိုက်တယ်စစ်တပ်အပေါ်မှာပုတ်ခတ်ပြောဆိုမှုတွေသူလုပ်ခဲ့တယ်ဆိုတော့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကဟိုတိတ်ပြီးတော့ဘုံဝင်လည်းပြောရရင် တပိုင်းမကောင်းမကြမကြဆိုသလိုအဲ့နေဆက်မှာဖြစ်တယ်မဖြစ်တာတော့ကြာပြီပေါ့နော်ဒါပေမဲ့လည်းမကြမကြဆိုသလိုဖြစ်တာဖြစ်တဲ့အတွက်ဟိုထိုင်းဘက်ကလည်းကမ္ဘောဒီးယားနဲ့ပတ်သက်အရှော့မပေးခြင်းဘူးနောက်ပြီးထိုင်းကအညှိုးကြီးတယ်နော်ထိုင်းနိုင်ငံသားတွေအညှိုးကြီးတယ်အဲ့လိုဖြစ်တဲ့အတွက်လက်ရှိချိန်မှာသူတို့နေဆက်တင်းမာတဲ့အခြေအနေရတနိုင်ငံနဲ့တနိုင်ငံကြားမှာရန်သူနိုင်ငံတွေလိုတတ်မှတ်ထားတယ်အဲ့ဒီအတွက်ဖီထုံထရှင်နာဝုတ်ကစစ်တပ်ကိုတစ္ဆာဖောက်တယ်နိုင်ငံကိုတစ္ဆာဖောက်ပြီးတော့ဟိုရန်သူနိုင်ငံကိုဖုန်းခေါ်ပြောဆိုတာ လုတ်ခဲ့တယ်ဆိုပြီးတော့အဲထိုင်းပြည်သူတွေဆန္ဒပြကြတယ်ထိုင်းပြည်သူတွေဆန္ဒပြတယ်ဆိုတဲ့အထက်မှာတော့ဒီတက်ဆင်လက်ထက်ကတက်ဆင်ကိုဖြုတ်ချခဲ့တဲ့အဖွဲ့တွေပေါ့နော်ဆန္ဒပြတဲ့အဖွဲ့တွေအဲ့ဒီအဖွဲ့ကပဲလက်မောက်ထပ်ပြီးဆန္ဒပြတယ်ဆန္ဒပြပြီးတဲ့နောက်ပိုင်းမှာဘာဆက်ဖြစ်လာလဲဆိုတော့ညွန်ပေါင်းအဖွဲ့တွေကဒီတော်တော်များများပေါ့ပြည်ထောင်ဝန်ကြီးဆိုလို့ရှိရင်လည်းနှုတ်ထွက်ခွင့်တင်ထားတယ်ဆိုတော့ဒီလိုအခြေအနေမျိုးဖြစ်တဲ့အခါမှာထိုင်းရဲ့နိုင်ငံရေးကလည်းလှုပ်လှုပ်ခတ်ခတ်ဖြစ်လာတယ် နော်ထိုင်းနိုင်ငံရေလုံလုံခက်ခက်ဖြစ်လာရင်ထိုင်းနိုင်ငံထဲမှာနေထိုင်တဲ့မြန်မာလူမျိုးတွေအတွက်လည်းအများကြီးအကျိုးတက်ရောက်မှုရှိတယ်။အကောင်းကျိုးဆိုးကျိုးနော်။အဲတက်ရောက်မှုရှိတယ်။အဲ့လိုဖြစ်ပွားပြီးတော့နောက်ပိုင်းမှာဖီထုံတန်ရှင်နာဝုတ်ကဘာလုပ်လဲဆိုတော့ထိုင်းစစ်တပ်ကိုတရားဝင်တောင်းပန်တယ်။သူ့အနေနဲ့ဒီလိုလုပ်ခဲ့တာမှားတယ်ဆိုကြောင့်တရားဝင်တောင်းပန်တဲ့အပြင်ကိုအဲ့ဒီအမှတ်နှစ်စစ်တီတာမှုပေါ့။အဲ့ဒီတိုင်းမှုရှိတဲ့အဲ့ဒီနေဆက်ဘက်ကိုထိုင်းတက်မတော်လီရင်နဲ့စီးပြီးတော့ သူသွားပြီးတော့ကိုယ်တိုင်နှုတ်ဆက်ပြီးတော့သွားပြီးတော့တောင်းပန်တယ်အဲ့တော့စစ်တေတာမှုကတော့သူကပြောလဲသူ့အနေနဲ့ဒါတိတ်ပြီးတော့အာယုံနဲ့မထားပါဘူးကိုသူ့အတွက်ဒါကအရေးမကြီးဘူးဒီလိုပဲဒါကတော့ပြောမှာပဲဒီတိုင်းပဲပြောမှာပဲဘာကြောင့်လဲဆိုတော့ဆိုတော့အမန်နီစစ်တေတာမှုရဲ့အထက်မှာအများကြီးပဲရှိတယ်ဒီမှာနိုင်ငံလိုပြောရင်ဗုဒ္ဓကြီးတွေအများကြီးရှိတယ်ဗောနော်အဲ့လိုအများကြီးရှိတာဖြစ်တဲ့အတွက်သူကလည်းဒီရင်ကြီးတဲ့နော်ဒီနိုင်ငံရေးပုံစံကိုပဲသူကပြအဲ့တော့ဖီနုံတန်ကဒီလိုလုပ်တယ်လုပ်ပြီးတော့နောက်ပိုင်းမှာပြန်တောင်းပန်တယ် ဒါပေမဲ့အတိုက်ခံပါတီတွေပြီးလို့ရှိရင်အာညွန်မောင်းပါတီတွေကနေပြီးတော့စကားတန်တွေထွက်လာတယ်။အဲ့ဒါကဒီပြည်ထောင်နေရှင်တော်ထပ်တဲ့နယ်ဆိုပြီးတော့အတိုက်ခံပါတီဖြစ်တဲ့အရင်တော့ဒီယာယီဝန်ကြီးချုပ်လည်းလုပ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးဟောင်းကလည်းပြောတယ်။ဝန်ကြီးချုပ်ရတော့နေနှုတ်ထွက်တဲ့နောက်တစ်ခုကဒီညွန်မောင်းပါတီတွေကလည်းသူတို့နဲ့ဆက်လက်ပေါင်းစည်းရေးကို တော်တော်လေး ဒါစဉ်းစားသွားပြီပေါ့နော်ထွက်သွားကြပြီပေါ့အဲ့လိုမျိုးတွေဖြစ်နေတယ်ပေါ့ဒါကထိုင်းနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေဖြစ်ပါတယ်ထိုင်းကတပူပေါ်နှစ်ပူဆင့်နေပထမဒီကမ္ဘောဒီးယားနဲ့ဖြစ်နေတဲ့အခြေအနေကအခုချိန်ထိဒါပြည်လည်မှုကပုံဝင်လည်ပြောမရသေးဘူးနှစ်နိုင်ငံကြားထဲမှာအပြန်အလှန်ဒီစကားစစ်ထုတ်မှုတွေလှုပ်ထားတယ်စစ်တီပြတ်မရုပ်သေးဘူးအကုန်လုံးထိုင်းကနေအင်အားဖြည့်ထားတဲ့ဒီနေဆက်အင်အားကလည်းမူလအတိုင်းရှိနေသေးတယ်ကမ္ဘောဒီးယားကနေပို့ထားတဲ့ဒီနေဆက်အင်အားကလည်းမူလအတိုင်းရှိနေသေးတယ်နယ်နိမိတ်တစ်ခုအရာ တယောက်တနေရာစီခွဲထိုင်တာပဲရှိတယ်မူလအင်အားမူလနေရာမှာပဲရှိနေသေးတယ်အဲ့ဒီတော့အဲ့တက်တပူရှိရာကနေဖေတုံတန်ရဲ့ဒီလုတ်ရဲကြောင့်နောက်ထပ်တပူထပ်ဆင့်ခဲ့တယ်ပေါ့ဆိုတော့နောက်တစ်ချက်ဖေတုံတန်ရှင်နာဘုတ်ကအရင်ကလည်းသူ့ရဲ့ဒီဒီမူဝါဒကိစ္စတွေနဲ့ပေါ့နော်ဒီအပြောအဆိုတွေကြောင့်တခါပြုတ်ကျမလို့ဖြစ်ခဲ့ဘူးတယ်နော်တော့တခါဖြုတ်ချခံရမလို့ဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့လည်းဆက်ပြီးတော့နေခဲ့တယ်အခုတခါထပ်ပြီးတော့မာတယ်ဒီတခါမှာကောဖေတုံတန်ရှင်နာဘုတ်ကတကယ်ကိုပြုတ်ကျသွားမှလား เนาะဆက်ရှိမှာလားဆိုတာကျွန်တော်တို့ကစောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ဒီနေ့ဘုတ်ကတော့ကျွန်တော်တို့ဒီဆံမွဲပြန်လဲဖြည့်ဆူတဲ့ကလေးတွေပေါ့เนาะတက္ကသိုလ်ဝင်တဲ့ဆံမွဲပြန်လဲဖြည့်ဆူတဲ့ကလေးတွေဒီနေ့နောက်ဆုံးနေ့ကိုဖြည့်ဆူပြီးပါပြီအောင်မြင်ဖြည့်ဆူပြီးပါပြီကြောင်းပြန်ပြီးတော့ဒီမဖြည့်ဆူနိုင်တဲ့ကလေးတွေကျွန်တော်ထင်တယ်တစ်ထောင်တော့မပြည့်ဘူးပေါ့เนาะအဲ့လောက်တော့ရှိခဲ့တယ်ဒါကတော့နှမျောเสียရပဲပေါ့အကြောင်းမျိုးမျိုးကြောင့်ရှိပါလိမ့်မယ်ဟိုတချို့ကလေးတွေကလည်းနေရာဒေသကွာခြားလို့သွားလာတာခက်ခဲလို့နောက်တချို့ကလေးတွေကြာပြန်တော့လည်းအဲ့လိုမဟုတ်ပဲねအကျံဖတ်သမားတွေရဲ့ ဒီဖိအားပေးချိန်ချောက်မှုတွေကြောင့်ချိုးကလေးတွေကြတော့လေစီပွားရေးအဆင်မပြေလို့မိသားစုစီပွားရေးမပြေလေလို့ပြန်ဖြေဖို့အခက်အခဲရှိလို့ဒီလိုတွေကြောင့်ဒါမဖြေခဲ့တဲ့ကလေးဒါ6800လောက်တော့ရှိမယ်လို့ကျွန်တော်တို့မှန်းရပါတယ်။နောက်တဲ့တဲ့ဘုတ်ကတော့ဒီနေ့မနက်အစောပိုင်းပေါ့နော်။ဇွန်လ21ရက်နေ့မနက်အစောပိုင်းမှာ TNL PDF တွေစုမှုထားတဲ့ point 1269တောင်ကုန်းတစ်ခုကို မတောင်ကိုစခန်းပေါ့နော်အဲ့စခန်းတစ်ခုကိုလူညိုကြီးတစ်ဖက်ဝင်နေရတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်ဒီစခန်းသိမ်းတိုက်ပွဲမှာအလောင်းနှလောင်းကျန်ခဲ့ပြီးတော့တိုက်81တနက်လက်ကျန်ခဲ့တယ်ပြီးတော့ဆက်ဆက်ပစ္စည်းတွေခဲယမ်းတွေကျန်ခဲ့တယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဖာကန်ဒေတာမှာနေမီရှင်းလင်းရေးလှုပ်ဆောင်နေတဲ့လူညိုကြီးတစ်ဖက်ဝင်နေနဲ့ KIA PDF ဖက်ဝင်နေနဲ့တိုက်ပွဲတွေကကြူကြကြူကြမှဆိုသလိုဆက်ရှိနေတယ်လို့မူကောင်းတဲ့ကာမိုင်း ဒီလမ်းမိုင်းကြားမှာလည်းတိုက်ပွဲတွေဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပြထားပါဗျ။နောက်တတိယဘိုးကတော့ဘူရိုင်းဒေသကြီးအရှိချမ်းရွှေချင်မြို့နယ်ရွှေချင်မြို့နယ်ထဲမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာနှစ်ရက်အတွင်းမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကဒီ KNU PDF အလောင်း20နဲ့တလောင်းတင်စီရမိခဲ့ပြီးတော့လက်နက်မျိုးစုံ28လက်တင်စီရမိခဲ့တယ်လို့သိရပါတယ်။တင်စီရမိခဲ့တဲ့လက်နက်တွေထဲမှာတရုတ်ဆက်လက်တွေနောက်ပြီးလို့ရှိရင် M16 တွေ MA တွေ uniform တွေစိုင်းကယ်တွေ တရားရီလည်းတင်စီရမိခဲ့တယ်လို့သိရပါတယ်။နောက်တဲ့ဒီနေ့ဘုတ်ကတော့အရင်နေ့ကကျွန်တော်တောက်လျှောက်ပြောခဲ့တယ်စိတ်ခဝဟိုဘက်ချက်မှာရှိတဲ့ရင်နံချက်ရင်နံချက်ဘက်မှာနေနေတဲ့ PDF အဖွဲတွေကပတ်စံနေရနေတယ်ရတဲ့အခါကျတော့စိတ်ခဝဘက်ချက်မှာရှိနေတဲ့လူညုံရေးဖွဲ့ဝင်တွေနော်ပြည်သူစစ်တပ်ဖွဲ့ဝင်တွေနောက်ပြီးလို့ရှိရင်ဒေသခံပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာနော်နေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေလုပ်နေတယ်ဒီမကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်ပကံရဲတစ်ဖက်ချံအဲဒီစိတ်ခဝအုပ်စုမှာရှိနေတဲ့ကြေးရွာတွေကို ပီဒီအက်ဖွဲ့တွေကဝင်ရောက်ပြီးတော့မိရှုဖြက်စီးနေတာရှိပါတယ်။နောက်တဲ့နေ့ဘုတ်ကတော့ဒီခုနကျွန်တော်ပြောဖို့ဆက်ဆက်ကြံခဲ့တာပေါ့။အဲ့ဒါတော့နောင်ချူမြို့နယ်ထဲမှာနေမြေရှင်းလင်းနေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဒါအင်လိုက်အားလိုက်ရှင်းလင်းနေတယ်။ရှင်းလင်းနေတဲ့အချိန်မှာလက်ရှိအချိန်ထိပေါ့နော်။ဘယ်နေရာတွေမှာ တိုက်ပွဲတွေဖြစ်နေလဲဆိုတော့လုံဝဲရွာ၊အုံမတိရွာ၊ဆမ်ဆဲရွာ၊ညံတော်ရွာ၊ရှည်သွုံးရွာ၊တရက်ကုန်းရွာ၊လက်ပံကုန်းရွာစတဲ့နေရာတွေမှာတိုက်ပွဲတွေဇက်တိုက်ဆိုသလို ဖြစ်ပွားနေတာဖြစ်ပါတယ်။လွန်ညွေးတဖွဲ့ဝင်တွေဘက်ကတော့ဒါရှေ့ဆက်တိုးပြီးတော့အနေမြေတွေဆက်လက်သိမ်းယူနေတယ်လို့သိရပါတယ်။နောက်တဲ့တဲ့ဘုတ်ကတော့ဒါပြီးခဲ့တဲ့ရက်ကကော့ကရိတ်ကြုံလိုလမ်းပိုင်းမှာလွန်ညွေးတဖွဲ့ဝင်တွေနဲ့ KNU PDF ပူပေါင်းဖွဲ့ဝင်တွေနဲ့ဒီမွန်လက်နက်ကိုင်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ပွဲမှာနှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီးတော့နှစ်ဖက်တေဆုံးမှုကိုတော့အတိမပြုနိုင်သေးပါဘူး။နောက်တဲ့တဲ့ဘုတ်ကတော့ကျွန်တော်တို့ဒီရုရှားနဲ့မြန်မာကြားမှာပေါ့ကန်းတော်ရှင်နယ်လောက်ကွက် တံဝေတူဖို့ရင်ဆိုင်ရာယင်းနှမြုံနှံမှုစာချုပ်ချုပ်ဆိုတယ်လို့ပြောပါတယ်။အဲ့ဒါကတော့ရုရှားနိုင်ငံစိတ်ပီတဲ့စပတ်မျိုးကိုရောက်နေတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံသားစီးပွားဆက်သွယ်ရေးဝန်ကြီးဒေါက်တာကန်စော်နဲ့ဒါသဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ဒါဟိုအစတွေကလည်းအစိုးရချင်းနှစ်နိုင်ငံကြားထဲမှာအခုလိုကိစ္စတွေလုပ်ဖို့အတွက် အဲတဘောတူညီထားပြီးသားဖြစ်ပါတယ်ရုရှားနဲ့မြန်မာကြားထဲမှာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေတောက်လျှောက်ဆက်လက်တိုးတက်လာဖို့မျှော်လင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ရုရှားကနေပြီးတော့ဒါမနေ့ကတက်ခဲ့တဲ့သတင်းမှာဆိုရင်အင်ဒိုနီးရှားမှာယင်းနည်းမျိုးနွယ်မှုတွေလုပ်ဖို့အတွက်ဒါနှစ်ဘီလီယံလောက်တောင်အသုံးပြုပြီးတော့ဒါယင်းနည်းမျိုးနွယ်မှုလုပ်မယ်လို့သိရတယ်။မြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးကျွန်တော်တို့ကယင်းနည်းမျိုးနွယ်စီချင်တယ်။နောက်တစ်ချက်ကကျတော့ဒီယင်းနည်းမျိုးနွယ်မှုလုပ်ဖို့ဆိုတာနည်းမျိုးအေးချမ်းမှုလည်းလိုတာပေါ့နော်။အဲ့လိုပဲရုရှားနဲ့သဘောတူထားတဲ့ တဝယ်ရင်နဲ့စိတ်ကံစီမံကိန်းလည်းအမြန်ဆုံးအကောင့်ထဲပေါ်လာဖို့ညွှန်လဲပါတယ်အဲ့ဒါရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံအတွက်ကတော့ဒါမျှော်လင့်ချက်ရောင်ကြီးတစ်ခုတန်းတာပေါ့နော်။နောက်တဲ့တင်းတဲ့ဘုကတော့မန္တလေးတိုင်းဒေသကြီးမရယာမြို့နယ်မှာ PDF အကြံဖတ်သမားတွေကမရယာမြို့နယ်ဘောတုံတရကြီးရွာတွေကိုဒါလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။လက်နက်ကြီးတွေပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဘောတုံတရကြီးရွာမှာနေထိုင်တဲ့ဥခိမင်းစော်ဥစောထွန်းဥစိုးစော်ဥဥမြေကိုမဆူရတနာတို့ ဲထိခိုက်တရားတွေအတိအကျရရှိခဲ့တာဖြစ်ပါတယ်။မဆူယတနာကူကအသက်၃နှစ်ပဲရှိပါသေးတယ်။ကျန်တဲ့သူတွေကတော့လူကြီးတွေပေါ့နော်။ဒေသခံပြည်သူ6ဦးလောက်ဒါထိခိုက်တရားရရှိခဲ့တယ်လို့သိရပါတယ်။နောက်တဲ့နေ့ဘုကတော့မကွေးတိုင်းဒေသကြီးစောမျိုးနယ်ပေါ့နော်။ကျွန်တော်တို့ပြောတယ်စောမျိုးနယ်ကိုအေအေကနေပြီးတော့ကုံသွဲရေးစုံတစ်ခုပုံစံမျိုးထားထားတာ။စောမျိုးနယ်ကနေပြီးတော့ကျင်တွေးကနေဖြတ်ပြီးတော့အေအေရှိတဲ့နေရာတွေစီကိုဒါရိတ်ခါပေါင်းစုံတည်နေတာ။မပိဆန်စီစာအကုန်တည်တယ်။ C ဆိုတာစာ3စီရော73စီရောတည်တယ်။အဲ့တော့ဒီနေ့ရရှိတဲ့တည်ရင်ဇွန်လ22ရက်နေ့မနက်အစောပိုင်းမှာပေါ့နော်။စောမြို့နယ်ထဲမှာရှိတဲ့ A 73စီတွေလောင်ထားတဲ့ခြံတစ်ခြံထဲကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။အဲ့ဒီခြံထဲမှာက CPBAR အလုံး80လောက်ရှိတယ်ပေါ့နော်။အဲ့ဒီ80လောက်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့်အကုန်လုံးထပြီးပောက်ကွဲတယ်၊မီးလောင်ကုန်တယ်ပေါ့နော်။ဆုံးရှုံးမှုကတော့များတယ်။ တော့ကျွန်တော်ပြောတာဒီလမ်းတွေကလမ်းဖြတ်တော့လိုက်ုံနဲ့ဒါအလုံးပြီးသွားမှာပေါ့နော်အဲ့ဒီမှာရှိတဲ့ကျင်တွေးတရားတစ်စင်းကတို့တို့အတွက်အသုံးအဝင်ဆုံးဖြစ်နေတာနော်အဲ့အဲ့ဒါအရေးကြီးတယ်ပေါ့နောက်တဲ့တင်းတဲ့ဘုတ်ကတော့ဒါ VOE ကဝန်ထမ်း640နီးပါးကိုဒေါ်နယ်ထရန့်ကအလုပ်ထုတ်လိုက်ပါပြီဆိုတော့အဲ့ဒီ640ထဲမှာမြန်မာပိုင်းအစီအစဉ်မှာတာဝန်ထမ်းဆောင်တဲ့အမြဲတမ်းဝန်ထမ်း6ဦးလောက်ပါဝင်တယ်လို့သိရပါတယ်ဆိုတော့ VOE အနေနဲ့ ဒါလွန်ခဲ့တဲ့ဒါ9လပိုင်းလောက်တည်းကနောက်ဆုံးလှုပ်ရှားခဲ့ပြီးတော့လုံးဝဆက်ပြီးတော့မလှုပ်ရှားနိုင်တော့ဘူးပေါ့နော်အခုဆိုလို့ရှိရင် VOE ကလုံးဝဒါပြတ်တောက်သွားတဲ့နေထားပေါ့နော် Vice America ပြီးသွားပါပြီအားလုံးပြီးသွားပါပြီနောက်တစ်တင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံကချနာပူရီဘက်မှာဒီအထောက်ထားမဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းရဲတပ်ဖွဲ့လာဝကဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့သိရပါတယ် မြန်မာနိုင်ငံသား20ဦးဟာမြန်မာနိုင်ငံကနေပြီးထိုင်းနိုင်ငံတွေကိုတရားမဝင်ဖျက်ချော်ပြီးတော့ထိုင်းနိုင်ငံထဲမှာရှိတဲ့နေရာတစ်ခုမှာခိုးလုံနေတဲ့အချိန်မှာထိုင်းပြည်သူတွေကနေပြီးတော့ထိုင်းရဲကိုတရင်ပေးလိုက်တာဖြစ်ပါတယ်ပြောချင်တာကထိုင်းနိုင်ငံတွေကိုကျွန်တော်တို့သွားတာခိုးလုံတာတွေအကုန်လုံးတရားဝင်သွားလို့ဒါမတက်တာလို့ကြည်နေရပါမိမယ်တရားမဝင်သွားမယ်ဆိုရင်ထိုင်းပြည်သူတွေကအမြဲတမ်းတိုင်တယ်အဲ့ဒီပုံစံကအခုမလေးရှားမှာလည်းမြင်နေရတယ်မလေးရှားပြည်သူတွေကမြန်မာတွေများပြီဆိုရင် တိုင်ပြီအဲ့လိုနိုင်ငံသားတွေသူတို့နိုင်ငံသားမဟုတ်တဲ့သူတွေဆိုရင်သူတို့တိုင်ပြီ နော်အခုထိုင်းမှာဆိုလို့ရှိရင်လည်းတောက်လျှောက်ပဲဒီမြန်မာနိုင်ငံသားတွေကိုထိုင်းပြည်သူတွေကကြည့်မရဘူးနော်ဘွန်းလည်းပြောရင်သူတို့နိုင်ငံကိုဝင်လာတယ်ပြီးလို့ရှိရင်အဲ့မှာကလေးတွေမွေးတယ်အဲ့ဒီကလေးတွေကိုသူတို့နိုင်ငံကသူတို့ဆောင်တဲ့အခွန်အနေနဲ့စတင်ပေးရတယ်ဆိုပြီးတော့အမြင်ဆောင်တယ်အဲ့တော့နောက်ပိုင်းမှာဖြစ်လာလဲနော်နောက်ဆက်တွဲအနေနဲ့မြန်မာနိုင်ငံသားတွေရှိတဲ့နေရာတွေကိုထိုင်းရဲတွေကိုတရင်ပေးတယ်တရင်ပေးတဲ့ခါကြလို့ရှိရင်ထိုင်းရဲတွေကအထောက်အထားရှိရှိမရှိရှိမတွေးဘဲနဲ့ ဝင်စစ်တယ်ဝင်စစ်တဲ့နေရာမှာမှထောက်ထားရှိတဲ့သူ10ဦးမရှိတဲ့သူ9ဦးဆို9ဦးကိုဖမ်းသွားတယ်အဲ့လိုမျိုးတွေလည်းလုံဆောင်နေတာရှိပါတယ်နောက်သတင်းတဘုတ်ကတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲအတွက်လိုအပ်နေတဲ့မဲပေးတဲ့စက်တွေကိုဒါထုတ်လုပ်နေပြီးတော့တက်ဆိုင်ရာတိုက်ဒေသကြီးပြည်နယ်တွေကိုလည်းပို့ဆောင်နေတယ်လို့သိရတယ်။ရေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မှုအတွက်ရေကောက်ပွဲဆိုင်ရာလုပ်ငန်းကြီးနိုင်အစည်းအဝေးမှာပြည်ထောင်စုရေကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုကရေကောက်ပွဲမှာလိုအပ်နေတဲ့မဲပေးစက်တွေထုတ်လုပ်လျက်ရှိပြီးတော့အဲ့ဒီ ထုတ်လုပ်ပြီးသားမဲပေးဆက်တွေကိုသက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကိုတည်ယူဖို့စောင့်တာတွေတူလောင်ထိန်းသိမ်းတာတွေလှုပ်ဆောင်နေပြီလို့သိရပါတယ်။ဆိုတော့ရေကောက်ပွဲမဲပေးဆက်နဲ့ပတ်သက်ပြီးတော့တိုင်းစစ်ဌာနချုပ်တွေမှာပြီးလို့ရှိရင်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမဲပေးဆက်ကိုကြာတာတွေလုပ်နေတယ်ပေါ့နော်။အစံဆက်သက်မဲပေးတာတွေလှုပ်ဆောင်နေတာကျွန်တော်တို့တွေ့ရတယ်။ဟိုတော်တော်လေးမြန်မာနိုင်ငံထိပ်ဖြားအထီတော်မှာတောင်ဝရှိတဲ့သူတွေကိုယ်တိုင်သွားလုပ်ခဲ့တာကျွန်တော်တို့မြင်ရတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းရှမ်းပြည်နယ်အရှိပိုင်းပတ်ချမ်းမှာ ဒီမဲပေးဆက်နဲ့ပတ်သက်ပြီးတော့လက်တွေ့သေးရပြတာတွေလှုပ်ဆောင်ခဲ့တာတွေ့ရပါတယ်ဆိုတော့လာမယ့်ယူကောက်ပွဲမှာဒီမဲပေးဆက်နဲ့လှုပ်လိုက်ပြီးဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒါတနည်းတစ်ပုံကတော့အဲတမတမတ်ကြမှုကိုပြသလို့ရတယ်ကျွန်တော်တို့တွေးထားတာယူကောက်ပွဲဖြစ်မြောက်ရေးပဲเนาะကျွန်တော်တို့ကိုယ်တိုင်လည်းယူကောက်ပွဲဖြစ်မြောက်ရေးမှာတထောက်တနေရာပေါ့ပါမှာဘာကြောင့်လဲဆိုတော့နိုင်ငံရဲ့အကူအပြောင်းအတွက်ကျွန်တော်တို့လိုအပ်တယ်မပြောင်းလဲခဲ့လို့เนาะနှစ်နှစ်နဲ့ပြီးသွားမယ့်အရာကနှစ်နှစ်နဲ့မပြီးသွားလို့เนาะတပုံတွေထเนาะတပိတ်တွေမှောက်ဒီလိုတွေလုတ်ခဲ့တာကြောင့် နော်တိုင်းပြည်ကအချိန်တိုင်းတာတစ်ခုထဲမှာပြီးသွားမယ့်ကိစ္စမပြီးဘဲနဲ့နော်ရေရှည်အခုလိုမျိုးလက်နက်ကင်လန်းစင်နဲ့ဒုက္ခရောက်ကုန်လားအဲ့တော့ရေကောက်ပွဲပြီးသွားတယ်ဆိုလို့ရှိရင်ဒီကိစ္စတွေအကုန်လုံးတဖြည်းဖြည်းနဲ့သူ့အနေနဲ့သူချုပ်ငိမ့်သွားမှဖြစ်တဲ့အတွက်ကျွန်တော်တို့ကရေကောက်ပွဲဖြစ်မြောက်ရေးမဲပေးခွင့်ရှိသူတိုင်းလုံခြုံတဲ့သူတိုင်းမဲပေးနိုင်ရေးအတွက်ဒီဇိုင်းမမတ်ပါဝင်လှုပ်ဆောင်သွားမှဖြစ်ပါတယ်နောက်တဲ့တင်းကတော့ကျွန်တော်တို့ဒီအရှိလေပိုင်းမှာအီရန်နဲ့အစ္စရေးစစ်ဖြစ်ပွားနေတာကြောင့် ဒါယင်န်အဓိကထွက်တဲ့နေရာလည်းဖြစ်တယ်ပြီးလို့ရှိရင်အဲ့ဒီအီရန်နိုင်ငံနဲ့သူရဲ့ပိုင်နဲ့နီးတဝိုက်ကိုဖြတ်တန်းပြီးမှဟိုဒီကမ္ဘာယင်န်တင်ပို့မှုဟာဖြတ်တန်းသွားလာနေရတာဖြစ်တဲ့အတွက်ယင်န်စည်းထိုးတက်လာတယ်အဲ့တော့အဲ့လိုထိုးတက်လာတာကြောင့်ဈေးနှုန်းတွေမြင့်တက်လာပြီးမယ်လေမြန်မာနိုင်ငံအနေနဲ့ကတော့ဒါယင်န်ဒီ73စီတွေနဲ့ပတ်သက်ပြီးတော့ အကျွတ်တင်ပါယူထားတာကြောင့်73စီဖူလုံမှုလည်းရှိတယ်လက်ရှိချိန်ထိတော့ဒါဈေးမတက်သေးဘူးလို့တော့ပြောတယ်နော်အဲ့ဒါကိုလည်းဆက်ထိန်ထားနိုင်မှုကျွန်တော်တို့မျှော်လင့်ပါတယ်လက်ရှိ73စီတည်းပတ်သက်ပြီးတော့ကျွန်တော်တို့အရင်တော့အလိုပဲရုရှားက option တစ်ခုအနေနဲ့ကျွန်တော်တို့ပြန်သွားရမယ်။ဘာကြောင့်လဲဆိုတော့အားလုံးကလည်းတွက်ပြီးသား အစ္စရေးနဲ့အီရန်နဲ့စစ်ဖြစ်မယ်ဆိုလို့ရှိရင်ရုရှားစီကပဲ73စီမီခိုရမယ်ဆိုတဲ့အမြင်ကအကုန်လုံးမှရှိပြီးသားရုရှားနိုင်ငံအနေနဲ့ဒီ73စီနဲ့ပတ်သက်ပြီးတော့တော့ဒေါ်လာတန်းထောင်ချီအကျိုးမြတ်ရတာနိုင်တယ်ဒီနိုင်ငံစစ်ဖြစ်သွားမယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့အနေနဲ့လေ option တစ်ခုအနေနဲ့ရုရှားနဲ့ငွေရေရှင်းရင်းဆွဲ မဟာမိတ်ဖြစ်တဲ့အတွက်ဘာချောက်ကြိုတင်ပြီးတော့ကျွန်တော်တို့ဒီကိစ္စတွေအဲဆက်သုံးစီကြိုတင်မှာယူတာတွေပါတယ်ဆက်လက်ပြီးတော့လှုပ်ဆောင်ထားမှကျွန်တော်တို့နိုင်ငံအတွက်လည်းဒါအကာအကွယ်တစ်ခုအနေနဲ့ဖြစ်မယ်ပေါ့နော်ကမ္ဘာ့ရင်းနှီးတက်တာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ရုရှားကိုလည်းနေမထားတဲ့ဘူးပေါ့နောက်တစ်နေ့တဲ့ဘုကတော့ဒါဂျန်ကုန်တိုင်းဒေသကြီးဒုက္ခတကုံအငှားအင်ယာမှာဖြစ်ပွားခဲ့တဲ့လူတက်မှုပဲဖြစ်ပါတယ်အဲ့ဒါကတော့ဂျန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်ဒုက္ခတကုံအငှားအင်ယာမှာဇွန်လ20ရက်နေ့ညပိုင်းက တခိုးဝင်ခိုးခဲ့ပါတယ်တခိုးဝင်ခိုးတာကိုအိမ်မာနေတဲ့အိမ်ပိုင်ရှင်မိသားစုက တွေ့သွားတယ်အဲအိမ်ပိုင်ရှင်လင်မယားနှစ်ယောက်ကတခိုးကိုခုခံဖမ်းဆီးဖို့စူးစမ်းခဲ့တယ်စူးစမ်းတဲ့အချိန်မှာတခိုးကလင်မယားနှစ်ယောက်ကိုပြန်ပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အချိန်မှာအမျိုးသားပေါ့နော်အရှင်အမျိုးသားကဒါဓာတ်နဲ့အချက်20နီးပါးလောက်အထိုးခံရပြီးတော့တိတ်ဆုံးသွားတယ်အမျိုးသမီးကတော့ဒဏ်ရာပြင်းထန်ပြီးတော့ဆေးရုံမှာ ကုသနေရတဲ့အနေအထားဖြစ်ပါတယ်။နောက်တစ်ထင်းတဲ့ဘက်ကတော့ကျွန်တော်တို့ဒီနေရီကန်ပတ်ဝန်းကျင်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်။ဘဝရည်ဒေသကြီးငဖဲမြို့နယ်ထဲမှာရှိတဲ့နေရီကန်လီချောင်းရံကာကွယ်ရေးစခန်းပေါ့နော်။အဲ့မှာရှိတဲ့စခန်းနဲ့အနီးတစ်ဝိုက်မှာအဲတိုက်ပွဲအချို့ရှိတယ်။အဲ့မှာရှိတဲ့ကာကင်းအချို့ကိုအေးအေးရဲ့နောက်ဒီချင်း PDF အဖွဲ့ရဲ့ပူပေါင်းမိလာရောက်တိုက်ခိုက်ခဲ့တယ်။အဲ့ထဲမှာမကွေး PDF တွေလည်းပါတယ်ပေါ့နော်။အဲ့ဒီဖွဲ့တွေနဲ့ပူပေါင်းမိလာရောက်တိုက်ခိုက်ခဲ့တယ်။တိုက်ခိုက်တဲ့အချိန်မှာသူတို့ဘက်ကဖော်ပြတဲ့တည်င်းတွေအရာအဲ့ဒီကာကင်းမှာ လုံခြုံရေးတာဝန်ကြနေတဲ့ထဲကတူဖန်စီခံရပြီးတော့တူတည်ဆုံးခဲ့တယ်လို့သိရပါတယ်။နောက်တဲ့တဲ့ဘုကတော့ကျွန်တော်တို့ဒီအီရန်နဲ့အစ္စရေးကိစ္စပေါ့နော်။နေ့တိုင်းဒီပါပြောနေရမှာပဲဒါဒီစစ်ပွဲကကဘာလုံးဆိုင်ရာကဘာစစ်နဲ့တူတဲ့စစ်ဖြစ်တဲ့အတွက်နေ့တိုင်းဒီပါမပြောမဖြစ်ပြောရမှာပေါ့ဒါကျွန်တော်တို့အတွက်လည်းရည်ကြီးတယ်နိုင်ငံတကာနဲ့လည်းတက်ဆိုင်တယ်ဆိုတော့ဒီစစ်နဲ့ပတ်သက်ပြီးတော့ကဘာကောင်းဆောင်အချို့ကတော့ထင်းထင်းသိမ်းသိမ်းလို့ကြဖို့တန်ရေးတမန်ရေးရတော့ပြောတယ်။အဲ့ဒီလိုပဲအစ္စရေးနဲ့ အီရန်နဲ့ဒီကုလသမဂ္ဂတန်အမတ်တွေက UNSC အစည်းအဝေးမှာနော်ငင်းခုန်ကြတယ်ပြဿနာတက်ကြတယ်အီရန်ဘက်ကဘာပြောလဲဆိုတော့အစ္စရေးဘက်ကပြစ်ခတ်မှုမရက်မချင်းသူတို့အနေနဲ့သူတို့ကိုသူတို့ခုခံကာကွယ်တဲ့အနေနဲ့ပြန်လည်တိုက်ခိုက်သွားမယ်ဆိုပြီးတော့အီရန်ဘက်ကပြောတယ်အစ္စရေးဘက်ကလည်းအီရန်မှာနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့ချိန်ချောက်မှုမရှိတော့တဲ့အချိန်ထိကိုသူတို့ကဆက်ပြီးတော့တိုက်ခိုက်မယ်ဆိုပြီးပြောတယ်ဒါကနှစ်ဖက်နှစ်နိုင်ငံကြားမှာဖြစ်တဲ့ကိစ္စနောက်တစ်ခုကကြတော့ ဒီရက်ပိုင်းမှာတအားဟော့နေတဲ့အီရန်နဲ့အစ္စရေးပြဿနာမှာဂျာဝင်လာမဲ့အမေရိကန်အဲ့ဒီမှာဒီအီရန်ရဲ့နျူကလ িয়ার စခန်းတွေကဒီမြေအောက်အနက်မီတာ80လောက်မှာရှိတယ်ဆိုတော့အဲ့လိုရှိတဲ့စခန်းကိုဖောက်ခွဲဖြက်စီးနိုင်တဲ့ဘုံအမေရိကန်မှာပဲရှိတယ်အဲ့ဒီဘုံကိုတည်နိုင်တဲ့လေယာဉ်ကလည်းအမေရိကန်မှာပဲရှိတယ်ဆိုတော့ဘုံကတော့ GPU 57ပဲပေါ့နော်အဲ့ဒီအမျိုးအစားဖြစ်ပါတယ်ဟိုးအရင်တော့ကျွန်တော်တို့မှတ်မိလားမသိဘူးအရှိလက်ပိုင်းဒေတာမှာ ဘုံတော်တော်ကြီးကြီးမားမား ISIS တွေကိုတုံးခဲ့တာလားမသိဘူးအဲ့ဒီတော့တုံးခဲ့တော့ကအဲ့ဒီဘုံရဲ့နာမည်ကို Mother of Bone လို့ခေါ်တယ် MOB ပေါ့နော်အဲ့ဒီဘုံထက်ပို့ပြီးတော့ပြင်းထန်တယ်အဲ့ဒီဘုံတလုံးသေးကဒါပဲအီရန်ရဲ့အဲ့ဒီနျူကလ িয়ার မြေအောက်စခန်းကိုဖျက်ဆီးပစ်နိုင်တယ်အဲ့တော့အဲ့ဒီဘုံကိုအမေရိကန်ကတုံးမလားအစ္စရေးကိုတော့သူကပေးတုံးမှာတော့မဟုတ်ဘူးတန်ဘိုးလည်းကြီးတယ်သူ့မှာလည်းဒီဘုံကအကန့်အသတ်လည်းပဲရှိတယ်အများပြားရှိတာမဟုတ်ဆိုတော့အဲ့ဒီဘုံကိုတည်နိုင်တဲ့လေရင်ကလည်းအမေရိကန်ရဲ့ B2 ဘုံကျဲလေရင်တစ်မျိုးပဲရှိတယ် ဆိုတော့ဒီလင်ရင်နဲ့ဒီဘုံကိုတည်ပြီးအမေရိကန်ကိုယ်တိုင်လာပြစ်မယ်ဆိုရင်အီရန်ကဘယ်လိုတုတ်ပြန်မလဲနောက်တစ်ချက်ကတကယ်လို့များအီရန်ရဲ့နျူကလ িয়ার တပ်ပေါင်းဖို့ကိုအခုလိုလုံးလိုက်မယ်ဆိုလို့ရှိရင်ထက်စစ်ပေါက်ကွဲမှုတွေစက်တိုက်ဖြစ်ပေါ်လာနိုင်တယ်လို့ရေဒီယိုသတ္တုကြွမှုတွေကလည်းဒေတာတွင်းမှာအန်ဒီရဲ့တခုအနေနဲ့ရင်ဆိုင်သွားရနိုင်တယ်ဒါကိုဘယ်လိုဆုံးဖြတ်ကြမလဲဆိုတာတော့ဒါကျွန်တော်တို့စောင့်ကြည့်ရမှာတော့ဖြစ်တယ်ပေါ့နော်နောက်တစ်တင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီ BPLA လို့ခေါ်တယ်ထင်တယ်ဗမာပြည်သူလွတ်မြောက်ရေး PDF ဖွဲ့ပေါ့နော်အဲ့ဒီ PDF ဖွဲ့တွေကပလောင်ဒေတာမှာတင်နှန်းဆင်းခဲ့တယ်ဆိုတော့ပလောင်ဒေတာမှာတင်နှန်းဆင်းနေဆိုတော့တော်တော်နက်နက်ဆိုင်ဆိုင်နေရမှာပဲဆင်းတာဖြစ်ရမယ်ဆိုတော့ဒီဘက်မှာတော့မဖြစ်နိုင်ဘူးဒီဘက်မှာသူတို့နေထိုင်လို့လုံခြုံတဲ့နေရာတနေရာမှမရှိဘူးမိုးကုတ်ကြောက်မဲနောင်ချိုတီဘောစတဲ့နေရာမှာသူတို့လုံကနေလို့မရဘူးဖြစ်နိုင်တာကတော့ဒါမန်တုံတို့နော်အခုနမ်မတူတို့ဘက်ချက်မှာဖြစ်တဲ့နေရာဖြစ်နိုင်တယ်ဘာထူးခြားချက်တွေ့ရလဲဆိုတော့ NUG ရဲ့ဒီစဝေးစွာဆိုးကိုတိုင်း ဒီအခန်းနောက်တက်ခဲ့တယ်။အဲ့ဒီမှာထပ်ပြီးတွေ့ရတာက AA ရဲ့အရာရှိပိုင်းနေလဲတက်ရောက်ခဲ့တယ်။နောက်ပြီးတော့ကရားကဒီကရား PDF ပေါ့နော်။ကရား PDF ကခေါင်းဆောင်တက်ရောက်လဲတက်ရောက်ခဲ့တယ်။ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါနဲ့ပတ်သက်ပြီးပြောချင်တာကတော့ဇော်ဝေစုပြည်တွင်းနဲ့ပြန်ရောက်နေပြီ။အဲ့ဒီနယ်ဘက်ခြမ်းမှာရှိတယ်ပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကဖြစ်ပွားခဲ့တဲ့မင်းလာတိုက်ပွဲပေါ့နော်။မင်းလာတိုက်ပွဲမှာတော်တော်များများ PDF တွေနောက်ပြန်ဆုတ်ပြေးတယ်။ဆုတ်ပြေးတဲ့အချိန်မှာ ့ PDF အဖွဲတချို့ကစစ်ကြောင်းဝိုင်းလာခံလိုက်ရတယ်ခံလိုက်ရပြီးတော့အဲ့ဒီမှာတိဆုံမှုကဒါအ ਨੇ ဆုံးမရှိဘူးဆိုရင်တဒါဇင်လောက်ရှိတယ်ပေါ့နော်တဒါဇင်လောက်ရှိတယ် PDF တဒါဇင်လောက်တိဆုံခဲ့တယ်လို့ပြောလို့ရတယ်ဒါကသူတို့ဘက်ကပေါ်ပြတာတရားစင်မရှိသေးတယ်ဒီထက်ပူကောင်းလဲပူနိုင်တယ်ဗောအဲ့ဒီလိုပဲနောက်ထပ်သတင်းတစ်ပုဒ်ကကြတော့ဒီလက်ပတန်းမှာရှိတဲ့ဒီကင်းစခန်းတစ်ခုကို PDF ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်ဆိုတော့ဘကူအနောက်ကကျွန်တော်တို့ခုပြီးခဲ့တဲ့ရက်ပိုင်းတွေတည်းကတော်တော်လေး အတန်တန်ကိုတတိပေးခဲ့တဲ့နေရာဖြစ်ပါတယ်ပကူးနောက်မှာလူတွေလိုက်လံတက်ဖြတ်နေတဲ့ကိစ္စတွေတော်တော်ဆူဆူဝါးဝါးဖြစ်တယ်ပြီးလို့ရှိရင် PDF ကပြည်သူကိုဖမ်းဆီးတက်ဖြတ်တဲ့ကိစ္စတွေအများပြားရှိတယ်လူမာပြီးတက်ဖြတ်တဲ့ကိစ္စတွေအများပြားရှိတယ်ဒါနဲ့ပတ်သက်ပြီးတတိပေးခဲ့တယ်เนาะအများပြားကျွန်တော်တို့တတိနေ့မှာဖော်ပြခဲ့တာဖြစ်ပါတယ်နောက်တတိတစ်ခုကတော့စကိုင်းတိုင်းဒေသကြီးပင်လယ်ဘူးမြို့နယ်အင်္ကာကြေးရွာမှာရှိတဲ့ဒါ PDF အဖွဲ့ဝင်တွေနေတဲ့စာတင်ကြောင်းတစ်ကြောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုကဇွန်လ20ရက်နေ့ညနေပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီကျောင်းထဲမှာနေတဲ့ကျောင်းကတော့ဘယ်ရွာသားမှမရှိဘူးသိကြတယ်ဘာလို့ကျောင်းပိတ်ထားတယ်အစိုးရကလည်းအဲ့မှာဘယ်သူမှမအုပ်ချုပ်နိုင်ဘူးမအုပ်ချုပ်နိုင်တဲ့ခါကျကျောင်းပိတ်ထားတယ်ကျောင်းပိတ်တော့နော်ဒီ PDF အဖွဲ့ဝင်တွေစကန်အခြေဆိုင်လုပ်တယ်တစ်ခါတခါခလေးတွေခေါ်ပြီးတော့စာတင်တယ်လို့လို့ဘာလဲလူနဲ့တစ်ပုံရိုက်ပြီးတော့တင်တဲ့နေရာနော်အဓိကကတော့ PDF တွေအခြေဆိုင်တဲ့နေရာဖြစ်တဲ့အတွက်လေကျောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်ဒီလေကျောင်းတိုက်ခိုက်မှုမှာ တော့တည်ဆုံးမှုရှိခဲ့တယ်ပျက်စီးမှုလည်းများပြားခဲ့တယ်သူတို့ကတော့ပြောမယ်အရသားဘလောက်တည်တယ်ဆိုပြီးတော့ဒါတော့ထုံးစံပါပဲဆိုတော့နောက်ဆုံးတဲ့တဲ့ပုတ်အနေနဲ့ဗမော်ပေါ့နော်ဗမော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ရုပ်သံဖိုင်တစ်ဖိုင်ကြည့်လိုက်ရတယ်အဲ့ဒီရုပ်သံဖိုင်မှာဘုံတလုံးကျခဲ့တယ်အဲ့ဒီကထွက်လာတဲ့ဒီ short wave လို့ခေါ်မလားပေါ့နော်ဒီလိုမျိုး short wave ကမတိ effect ထည့်ထားသလိုပဲတော်တော်ပြင်းပြထန်ထန်ပောက်ကွယ်ခဲ့တဲ့ပုံစံကိုမြင်ရတယ်အဲ့လိုပဲနောက်ထပ်တလုံးကလည်းအဲ့တိုင်းပဲနှိမ်ကင်းကြောင်တော်ကြီးမှဟိုမီလုံးကြီးတွေထားတဲ့အထိပောက်ကွယ်ခဲ့တယ် ဆိုတော့ဗမော်မှာတေချာပေါ့ KIA ရတော်တော်လေးခံနေရတယ်ဆိုတဲ့သဘောเนาะအဲ့ဒီဗမော်တိုက်ပွဲတကြောပြန်เนาะတခါအေးသွားပြီးမှတကြောပြန်ပြန်ဖြစ်တဲ့အချိန်မှာเนาะအဲ့ဒီ PDF RP Media အချို့ကဗာပြောခဲ့လေဗမော်ကိုမကြခင်သိမ့်ပြီးတော့မှဆိုပြီးပြောတယ်ဒါပေမဲ့လည်းလက်ရှိအချိန်မှာတော့ဒီဗမော်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေမြရှင်းလင်းရေးတွေစက်တိုက်လို့ဆောင်နေတယ်ခိုင်ရေး PDF ဘက်ကလည်းဒါတော်တော်လေးပေးဆက်မှု နော်တည်ဆုံးမှုများပြားနေတယ်လို့ပြောလို့ရတဲ့နေရာလည်းဖြစ်ပါတယ်ဆိုတော့ဒီနေ့တော့သတင်းတွေကတော့တော့လောက်ပါပဲကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းအောင်အထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့ညလေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ GB WP ERP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39480398ကိုဒါတိုက်ရိုက်အကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် GB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော် လှုပ်ဆောင်နေတဲ့ဒီ brighta လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ